အလုံးပဲမင်္ဂလာပါဒီနေ့ကတော့မတ်လ17ရက်နေ့မှာတတိယမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ဒီ KIA နဲ့ဒီ TNL ရဲ့နော်ကျွန်တော်တို့ပြဿနာနော်ပြဿနာအဲ့ဒါကဒီခိုင်နော်ကိုယ်ခိုင်မှာရှိတဲ့ဒီ KIA ရဲ့ဆက်ဆံရေးရုံးပေါ်နေပြီးတော့ဒီ TNL ကအင်အားသုံးပြီးတော့ဝင်ပြီးတော့အဲ့ဒီမှာဖြစ်စည်းတဲ့စီးနှင်းတဲ့ရိုင်းနှက်တဲ့ထိုးချိတ်တဲ့နော်ထိုးချိတ်တဲ့ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်လေးကျွန်တော်တို့တွေ့ပါလိမ့်မယ်နော်တွေ့ပါလိမ့်မယ်ကျွန်တော်တင်ထားပေးတယ်နော်တင်ထားပေးတယ်ဆိုတော့ အဲ့ဒီမှာဆိုလို့ရှိရင်တော့အခုကဘလို့ဖြစ်လာလဲဆိုလို့ရှိရင်ဒီကရင်ရတော်တော်တင်းသွားတယ်နော်တင်းသွားတယ်တင်းသွားတဲ့ခါကျတော့အခုမကွေးမှာဆင်းနေတယ်အရင်ကလေးကနေဒီအာနာတင်းပြီးတဲ့နောက်ပိုင်းမှာဒီမကွေးဖက်မှာသူတို့ကဆင်းပြီးတော့အရာရှိတွေစစ်သားတွေတချို့အဲ့ဒီမှာဆင်းပြီးတော့ကုကွေးနေတယ်နော်ကုကွေးနေတယ်ဆိုတော့အဲ့ဒီလိုတွေအကုန်ခေါ်လိုက်ပြီနော်ခေါ်လိုက်ပြီးတော့ဘဖို့ပြန်ခေါ်တယ်ခေါ်ပြီးမှအခု KIA ရဲ့တပ်မဟာလေးအခုဖြစ်တဲ့ဟာကနော်တပ်မဟာလေးနော်တပ်မဟာလေးမှနေပြီးတော့အကုန်ပို့မယ်နော်အဲ့ဒီမှာပို့မယ်အကုန်စီစဉ်နေပြီနော်စီစဉ်နေပြီဆိုတော့ခုနကမကွေး အဲ့ဒီမကွေးကိုဘယ်သူတာဝန်ယူလဲဆိုလို့ရှိရင် A ကတာဝန်ယူတယ်ဘာဖြစ်ဆိုတော့ကျွန်တော်တို့မကွေးတို့ပကိုးတို့ ARD တို့စသဖြင့်ဒီ၃ခုကိုနေပြီးတော့အဲ့ဒီ AA ကဝင်တဲ့အခါကျတော့ AA ကိုတာဝန်ထွေးလိုက်တယ်ပြီးလို့ရှိရင်တော့ KIA ရဲ့အဲ့ဒီဘိုးတွေကျတော့နော်ပြန်ပြီးတော့နောက်ဆုတ်သွားတယ်နော်အဲ့ဒီဘဟုကိုပြန်သွားတယ်ဆိုတော့ဘဟုကိုပြန်သွားတဲ့အဓိကအကြောင်းရင်းက ဒီ TNL နဲ့ချဖို့ပဲเนาะ TNL နဲ့ချဖို့ပဲဆိုတော့အခုပြည်သူလူထုရဲ့စစ်တမ်းတွေကောက်နေတယ်ကောက်လို့တကယ်တည်းပြည်သူလူထုတွေရဲ့စစ်တမ်းကဖြုတ်ပါဆိုလို့ရှိရင် TNL တွေကိုအမြင့်ဖြုတ်တော့မယ်เนาะအမြင့်ဖြုတ်တော့မယ်ဆိုတော့ဒီနေ့က TNL တွေကထုတ်ပြန်လာတယ်နော်ထုတ်ပြန်လာနေနေတော့ကြောက်တဲ့ပုံစံဖြစ်သွားတယ်เนาะဆိုတော့သူရဲ့ဘဟုအဆင့်တွေးမယ်သူတို့เนาะဘဟုအဆင့်တွေးမယ်ဆိုပြီးမှ TNL တွေကနေပြီးတော့ကျွန်တော်တို့ဒီနေ့ထုတ်ပြန်တယ်ပြီးလို့ရှိရင်တော့ ဒီ KNA ရဲ့ညှိနှိုင်းရေးရုံးကိုနေပြီးတော့ဖွင့်မယ်။နောက်ဖွင့်ပြီးတော့ကျွန်တော်တို့ဘဟုအစင်းသူတို့ဆွေးနွေးမယ်လို့ပြောတယ်။ဆိုတော့ကိုကွက်ခိုင်မှာရှိတဲ့ဟာကညှိနှိုင်းရေးရုံးကိုနေပြီးတော့တင်ပိုက်လိုက်တာနော်။ပြန်ပြီးတော့ဖွင့်မယ်။ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီပြတော့ပြန်ပေးလိုက်ရတယ်။မပေးဘူးဆိုရင်နောက်ဒီပြဿနာကကြီးကြီးဖြစ်မယ်။ဆိုတဲ့ခါကျတော့ခုတည်းအနေနဲ့ထုတ်ပြန်ချက်ရကြတော့အခုနောက်က KNA ရဲ့ဆက်ဆံရေးရုံကိုပြန်ပေးရမယ်နော်ပေးပြီးမှသူတို့အဲ့ဒီမှာပေးပြီးမှသူတို့ကြီးနိုင်မယ်တကယ်လည်းမပေးဘူးဆိုလို့ရှိရင်ဒီပြဿနာကကြီးကြီးပဲနော်ကြီးကြီးပဲဆိုတော့သူတို့ပေးဖို့ အခြေအနေရှိတယ်တရားနာတွေကထုတ်ပြန်တယ်အတိတ်ပြရတော့သူတို့အလျှော့ပေးတယ်เนาะအလျှော့မပေးလို့ရှိရင်သူတို့လည်းပြောင်းသွားပဲเนาะအဲ့လိုမျိုးပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကတော့ တကယ်နိုင်ငံနဲ့ TNL ရဲ့ပြဿနာကြီးကြီးဘလို့ဖြစ်ဘလို့ဖြစ်လာအောင်လဲဆိုတော့ကျွန်တော်တို့ cyber ကြာတော့သူတို့ဆွေးနွေးမှုမအောင်မြင်ဘူးဆိုလို့ရှိရင်တိုက်ပွဲရတော့အကြီးကြီးပဲအဲ့ဒီမှာเนาะဆိုတော့အဲ့ဒီတတိယကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ AA ကတော့မကွေးကိုတာဝန်ယူမယ်အခုမကွေးရဲ့ပကိုးရဲ့ ARDD ရဲ့တိုင်းရဲ့ကြောက်ဖြူရဲ့ကျွန်တော်တို့ဒီစစ်တွေကိုတိုက်နေတယ်တော့ကြောက်ဖြူမှာလည်းတော်တော်ကိုကာကင်းနေရပြီဆိုတော့စကစားလည်းအရောက်ပေါင်း600ကျော်ပြန်ပြီးတော့ထပ်တော့ပို့တယ်လူကစ်တွေကိုเนาะဒီကြောက်ဖြူမှာဆိုတော့အခုစစ်တွေမှာကလည်းเนาะเนาะရွှေမင်းကံမှာဒီစကစားနဲ့တကယ်တိုက်ပွဲကြီးကြီးဖြစ်သွားပြီအဲ့ဒီပြရတော့အဲ့ဒီမှာရွှေမင်းကံမှာ ရှိတဲ့ဒီရေတက်ကိုသူတို့ကဝင်စီးနေတယ်ဆိုတော့အဲ့ဒီမှာရှိတဲ့လူတွေကခုနဆက်ခတ်ဆိုင်လူတွေကမနေရတော့မနေရတဲ့ခါကျတော့ပြန်မသွားလဲဆိုလို့ရှိရင်အခုနကဓာတ်ခတ်ဆောက်ကိုအကုန်လုံးဆုတ်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီပြောတာ swimming gun မှာနေပြီးတော့ဒီ A ကဝင်စီးသွားပြီနော်ဝင်စီးသွားပြီအဲ့ဒီမှာဆက်ခတ်ဆိုင်မနေရတော့ဘူးမနေရတဲ့ခါကျတော့တကယ်ဌာနချုပ်ဖြစ်တဲ့နော်ဓာတ်ခတ်ဆောက်ကိုနေပြီးတော့အကုန်လုံးပေါင်းသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့မကြမ်းမင်းနော်ဒီစစ်တွေလည်းကြားမှာပဲကြောက်ဖြူလည်းကြားမှာပဲနော်မကြဘူးဒီမိုးမကုန်ပါဘူးနော်ဒီမိုးမကုန်ဘူးနော်ကျွန်တော်ရခံမှတ်ချက်ပေါ့ဆက်ခတ်ဆိုင်ရဲ့ ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီနိုင်တဲ့သဘောဝဓာတ်ငွေ emoji လို့ခေါ်တယ် emoji ကိုနေပြီးတော့ဓာတ်ခတ်ဖို့အတွက်เนาะကျွန်တော်ကိုလှုပ်ရှားမှုတွေရှိလာတယ်เนาะရှိလာတယ်ဆိုတော့ဒီနေ့ကတော့ဆွစ်ဇာလန်နိုင်ငံเนาะဆွစ်ဇာလန်နိုင်ငံကနေပြီးတော့ခုနက emoji ကိုစောက်တော့ပိတ်တယ်เนาะဓာတ်ခတ်တယ်เนาะဓာတ်ခတ်တယ်ဆိုတော့ဒီဆွစ်ဇာလန်နိုင်ငံက block ရေးကြီးလဲပေါ့เนาะဆိုတော့ block ရေးကြီးလဲဆိုလို့ရှိရင်ဆွစ်ဇာလန်နိုင်ငံမှာဆိုလို့ရှိရင်ဒီ ban ကနေပြီးတော့ ban စနစ်တွေပြောင်းလဲလုပ်တဲ့ဟာကသူတို့ဆက်ဆံရေးရှိတယ်เนาะဒီဆွစ်ဇာလန်နိုင်ငံမှာဆိုတော့အခု emoji ကပိတ်လိုက်တဲ့ခါကျတော့เนาะဝင်ပေါ့တော့ ပိတ်သွားတယ်နော်ဝင်ပေါ်တော့ပိတ်သွားတယ်မာလာအတွက်ဒီရေနံနဲ့သဘောတန်းငွေမှာနော်ဝင်လာတဲ့နော်ငွေနော်အလွေအပြောင်းမှာဆိုလို့ရှိရင်ပိတ်လိုက်တဲ့ခါကျတော့အဒီကနေပြီးတော့တပေါက်ပိတ်ခံရတဲ့ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာ ဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုက MNDA နော် MNDA ကတော့သူရဲ့မဟာမိတ်ကျတော့အရင်တော့ကတော့ကျွန်တော်တို့ဒီ KIA လို့ပါလို့လေကမဟာမိတ်ပါပဲတင်းနဲ့ LA နဲ့တော့တော်တော်တင်းနာမှုရှိတယ်တင်းမှာမှုရှိတယ်ဆိုတော့အခု MMN MNDA ရဲ့ကျွန်တော်တို့36မြောက်မြောက်ဒီထောင်ချင်းခန်းအနားမှာနော် A နဲ့ TNLA ကနေပြီးတော့အဲ့ဒီမှာသုံးလုံးတော့ပို့ပေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီကတော့ဒီညီနောင်သုံးဖွဲ့ဟာဆိုလို့ရှိရင်ဒစီတစ်လုံးနဲ့ရှိနေတယ်ဆိုတဲ့ဟာကိုနေပြီးတော့ကျွန်တော်တို့ဒီသုံးလုံးတော့ထင်မှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နော်ဘလော့ပဲ ရန်ဆိုင်ဖို့နေရှေ့ရပါစေเนาะအတူတကွလက်တွေ့ပြီးတော့ကျွန်တော်တို့ရန်ဆိုင်သွားမယ်ဆိုတဲ့ဟာကိုလေဒီတော့တော့ထင်မှာပေါ်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကရင်ပြည်နယ်เนาะကရင်ပြည်နယ်ဒီ concrete မြို့နယ်မှာရှိတဲ့ giant တာဖုန်ပွဲတစ်ခုကိုလုပ်တယ်အဲ့ဒီမှာကရင်ပြည်နယ်ရဲ့ဝန်ကြီးချုပ်စောမြင့်ဦးဆိုတဲ့လူတက်တယ်เนาะတက်တယ်အဲ့ဒီအစီအစဉ်မှာလုပ်ခင်မှာဒီဖက်တော်လိုင်းရဲ့အဖွဲ့ကနေပြီးတော့ဘုံနဲ့ကျဲတယ်เนาะဘုံနဲ့ကျဲတယ်ဆိုတော့အဲ့ဒီမှာဒီစစ်သား၃ယောက်ဖြေသွားတယ် ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပေကတော့ဒီတဒဖွင့်ပွဲမှာဝင်ကြီးချုပ်သွားပြီးတော့တက်တယ်နော်ဝင်ကြီးချုပ်တော့မထီးဘူးဒါပေမဲ့အဲ့ဒီမှာအဆောင်စစ်သားတွေနော်၃ယောက်က မသားဖြစ်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အတိတ်ပဲကတော့လုံခြုံမှုသူတို့ဘီနီယာမှာဘာပဲလုပ်လို့ဒီဖက်လူတွေတိနေတယ်ဆိုတဲ့ဟာကိုတော့တော့အတိတ်ပဲကတော့လုံခြုံရဲမယူနိုင်ဘူးဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မအလာကတက်တွင်းမှာပုံကံမှုတွေမှာဖြစ်အောင်ဆိုပြီးမှသွေးခွဲပြီးတော့အုတ်ချုပ်တယ်နော်အုတ်ချုပ်တယ်အဲ့ဒါကြောင့်ဒီသွေးခွဲပြီးတော့အုတ်ချုပ်တဲ့ဟာကိုအုတ်စုလိုက်ကွဲသွားတယ်တဲ့အခုနော်အဲ့ဒီအုတ်စုတွေကနေပြီးတော့သူ့အုတ်စုကိုအုတ်စုဆိုပြီးမှအားပြိုင်မှုတွေအဲ့ဒီမှာတော့ကိုကြီးကြီးမားဖြစ်နေတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာပေါ်ပြထားတာကိုတွေ့ရတယ်ပပလ ริสတော့ဒီအားတည်မှုကဘလို့ဖြစ်သွားလဲဆိုလို့ရှိရင်မအလာရဲ့လူယုံတော့နော်လူယုံတော့တွေကိုဆောက်တော့ခန့်တယ်နော်ခန့်တယ်အဲ့ဒါကဘာဖြစ်လဲဆိုလို့ရှိရင် DSA 35အခုကာချောက်ရတော့35အပိုက်စင်တော်တော့နောက်ကျတယ်အခုမအလာရဲ့လူယုံတော့နော်ဘုံချုပ်ကြီး ကျော်စော်လင်းဆိုတဲ့လူကိုနေပြီးတော့ချေးရည်လေးညီနိုင်ရင်မှုမှာနေပြီးတော့ထားတယ်ဆိုတော့အစ်စ်ပဲတော့ဒီထိတ်ပိုင်ကောင်းဆောင်ဖုံးရောက်မှာဒီမလာမလာပြီလို့ရှိတာဒုချုပ်စိုးဝင်နော်ဒုချုပ်စိုးဝင်ပြီလို့ရှိရင်တော့အခုနောက်ကဘိုလ်ချုပ်ကြီးနော်ဒုတိယဘိုလ်ချုပ်ကြီးနော်ကျော်စော်လင်းဖြစ်တယ်နော်ကျော်စော်လင်းဖြစ်တယ်ဆိုတော့အခုကဒီဒုချုပ်ကိုပတ်ထားပြီးတော့ခုနကသူ့ရဲ့လူယုံတော်နော်လူယုံတော်အခုနောက်ကဒုတိယဘိုလ်ချုပ်ကြီး နော်ကြော်စော်လင်းကိုနေပြီးတော့ဒါလိုက်ဆက်တင်မှုလုပ်တယ်ခုနကစိုးဝင်းကိုဘေးဖိထားတယ်နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်တဲ့ခါကျတော့နော်အဲ့လိုမျိုးအုပ်စု꿰သွားတယ်နော်အဲ့ဒီမှာဒီမာလာရဲ့အုပ်စုကချုပ်ရဲ့နော်အုပ်စုစသဖြင့်အုပ်စုတွေ꿰ပြီးတော့အားပြိုင်မှုတွေဖြစ်တဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ခုနကဒူတာတေနော်ဒူတာတေကသူ့ရဲ့သမထသတ္တမှာမေးဆွေတယ်နော်မေးဆွေတဲ့ခါကျတော့ဘာပြောလဲဆိုလို့ရှိရင်ငါသမထဖြစ်လို့ရှိရင်ဒီဖိလစ်ပင်းမှာရှိတဲ့ ဒီရာဇဝင်ကိုင်းတွေခုနကမုံရဆေးဝါးတွေကိုနော်အကုန်နေနေမယ်ဆိုပြီးမှသူတို့မိတ်ဆွေမှုနဲ့သူတို့တက်လာတယ်နော်တက်လာတယ်တက်လာတဲ့ခါကျတော့အဲ့ဒီမှာသူသမတဖြစ်လာတယ်သမတဖြစ်လာတဲ့ခါကျတော့သူ့ရဲ့နော်ဂတိအတိုင်းပဲအဲ့ဒီမုံရဆေးဝါးတွေကိုနေနေတယ်နေနေတဲ့ခါကျတော့အဲ့ဒီမှာအကုန်ဖတ်တာနော်အကုန်ဖတ်တာအဲ့ဒီလုံးတဲ့လူဟူသမြကိုအကုန်ဖတ်တာအဲ့တော့လူပေါင်းသုံးသောင်းကျော်သွားတယ်နော်သုံးသောင်းကျော်သွားတယ်ဆိုတော့အဲ့ဒါကို ICC ကဖမ်းမရန်ထုတ်တယ်ဖမ်းမရန်ထုတ်တဲ့ခါကျတော့အခုသူလည်းပြုတ်သွားပြီနော်သမတမဟုတ်တော့ခဲ့ကြတော့သမတလည်းရာထုတ်မရှိတော့ဘူးနော်မရှိတဲ့ခါကျတော့နော် သူသွားပြီးတော့နိုင်ငံခြားကိုခေးထွက်တယ်ပြန်လာတယ်ခုနကမနီလာဒီစိတ်မှနေပြီးတော့သူကိုဖမ်းလိုက်တယ်เนาะဖမ်းလိုက်တယ်အဲ ICC ကဖမ်းရန်ထုတ်ထားတဲ့ Interpol ရဲ့ဒီနိုင်ငံတကာရဲကနေပြီးတော့အဲ့ဒီမှာ ဝင်ပြီးတော့ဖမ်းလိုက်တယ်เนาะဖမ်းလိုက်တဲ့အခါကျတော့ဒီနေ့နယ်သာလန်နိုင်ငံ The Hague မြို့ကိုနေပြီးတော့ပို့ပြီးเนาะပို့ပြီး ADP ဖမ်းကနေပြီးတော့ကျွန်တော်တို့တွေ့ရနေမယ် ADP ဖမ်းကိုကျွန်တော်ခုနကပြောတဲ့ channel မှာသွားပြီးတော့ကြည့်ပါဆိုတော့အဲ့ဒီမှာသူ့ရဲ့ဆွေမျိုးတွေသူ့ရဲ့မိမတွေဖြစ်မှာပေါ့เนาะငုံသံတွေတော့ကျွန်တော်တို့ကြားရတယ်ဆိုတော့မအလာပဲကျန်တော့တယ်နမအလာပဲကျန်တော့တယ်မအလာလည်းเนาะရေးရေးတင်းထွက်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ဘင်မာသွားပြီးတော့ဖမ်းခံရမယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့မသိဘူးအခုလောလောဆယ်တော့သူ့ရဲ့ case ကသူ့ရဲ့ ဒီပြဿနာကဒီ Interpol ရဲ့ရေးလက်ထက်မှာမရောက်သေးဘူးတပ်ပုံနဲ့တကွသူမရောက်သေးဘူးမရောက်တဲ့ခါကျတော့သူသွားလာလို့ရသေးတယ်ဆိုတော့အကုန်းလာကဒီအချက်လက်တွေကတော့ Interpol ရဲ့ဒီအချက်လက်တွေမှာကတော့ရပြီဆိုလို့ရှိရင်တော့မာလာလည်းပြီးအချင်းပေလေးစိတ်မှာဖန်ခံမယ်ဆိုတော့ကျွန်တော်တို့စောင့်လို့ချေးအောင်တော့အနည်းအမြန်တော့ရှိမှာပေါ့ဆိုတော့ဒူတာဒေးသူ့ရဲ့သမတတက်တမ်းမှာတော့ဖန်လို့မရဘူးပေါ့နော်သူဘာမှအနာမရှိတော့ဘူးပါစိတ်မှမရှိတော့ဘူးဆိုလို့ရှိရင်တော့သူကတော့ဖန်ခံရမှာပဲနော်ဒါတိပြရတော့နော်သူကတော့ ဘယ်အချိန်ဖမ်းခံရမလဲဆိုတဲ့ဟာကိုတော့အမလာလေးကိုကျွန်တော်တို့စောင့်ကြည့်ဖို့ပဲရှိတော့တယ်နောက်တစ်ခုကမွန်ပြည်နယ်ရေးမျိုးနယ်မှာဆိုလို့ရှိရင်တော့ကွန်ဒူဂျေးရွာရဲ့ထိတ်မှရှိတဲ့စကတ်ဆိုင်ရဲ့ကင်ပုံဝတ်တဲ့စခန်းကိုနေပြီးတော့အဲ့ဒီမှာဝင်ပြီးတော့တိုက်တယ်အဲ့ဒါကရေဘလုဖွဲ့တယ်နော်ရေဘလုဖွဲ့ဝင်လာတဲ့အခါကျတော့ဟိုဖက်ကလုံးဝခံပြီးတော့ပြည့်ရဲတဲ့လူမရှိဘူးနော်အကုန်လုံးဖက်ပြစ်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ရေဘလုရေဘလုကလည်းပထမကတော့ဒေါ်ကနာမီကြီးတယ်နော်နာမီကြီးတယ်ရေဘလုရေဘလုရေဘလုဆိုပြီးတော့နာမီကြီးသွားတယ်ကြီးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ ဒီ NUG ရဲ့ MOD mode အောက်မှာသူဝင်သွားတယ်နော်ဝင်သွားရယ်ဝင်သွားတဲ့နောက်ပိုက်မှာတော့ပျောက်သွားတယ်ပျောက်သွားတယ်နောက်ထပ်ပြီးတော့နာမည်တလုံးနဲ့ထပ်ပြီးတော့ထွက်လာတယ်အဲ့ဒါကနာမည်ဆိုနဲ့ထွက်လာတယ်ဘာဖြစ်ဆိုတော့ဒီ Pure Sort T တယောက်ကိုသူတို့ဖမ်းတယ်ဖမ်းပြီးတော့နောက်ပိုက်ပါရဲရဲဆက်ဆက်တတ်ဖြတ်တယ်ဆိုတော့ နော်ထွက်ဆွမှုနဲ့တော်တော်ကိုနော်ချစ်ချစ်လက်လောင်ထွက်လာတယ်။ဆိုတော့သူ့ကိုဖမ်းပေးစေခြင်းနဲ့နော်ဖမ်းစေခြင်းနဲ့နော်တိတိရောက်အေးအေးယူစေခြင်းနဲ့စသည်ဖြင့်ဒီလိုအကြောင်းအရာတွေအများကြီးထွက်သွားတယ်။ထွက်သွားတဲ့နောက်ပိုင်းမှာတော်တော်ကိုပျောက်သွားတယ်သူ။ဆိုတော့လူတွေက NUG ကိုတိုက်တယ်ဗျာ။ဆိုတော့ NUG ရဲ့ MOD မှုအောက်အောက်ထက်မှဝင်သွားတာ။ဆိုတော့ NUG ကဖြေရှင်းရမယ်ဆိုပြီးမှအဲ့လိုမျိုးတည်တင်းထွက်လာတယ်။ထွက်လာပြီးတဲ့နောက်ပိုင်းမှာနော် NUG ကဘာမှအေးမယူဘူးဆိုတဲ့ဟာကို ထပ်ပြီးတော့တည်င်းနဲ့ထွက်လာတယ်ပြီးလို့ရှိရင်တော့အခုထပ်ပြီးတော့နာမည်စပြီးတော့ထွက်လာပြီနော်ထွက်လာပြီဆိုတော့ရေးမျိုးမှနေပြီးတော့သွားပြီးတော့တိုက်တာတို့ရေးမျိုးမှနေပြီးတော့ရှောင်းတခင်စစ်ဆေးတာတို့အခုကင်းမိုးတဲ့လူတွေကိုနေပြီးတော့သွားပြီးတော့တိုက်တာတို့စသည်ဖြင့်ဒီအရာတွေကိုနေနေနော်တည်င်းမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ချင်းနထိုးကြီးနော်ထိုးကြီးအဲ့ဒါကမန္တလေးတိုင်းမှာရှိတယ်အဲ့ဒီမှာနထိုးကြီးတိုက်ပွဲရလဲတော်တော်ကိုနော်လူမှုကွန်ရက်ပေါ်မှာတည်င်းမီဒီယာတွေမှာဒီတည်င်းဓာတ်ပုံတွေပြီးလို့ရှိရင်တော့ ီဗီဒီယိုကိုလုံနေပြီးတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ဗီဒီယိုက5မိနစ်လောက်ရှိတယ်เนาะ5မိနစ်လောက်ရှိတယ်ဆိုတော့အဲ့ဒီဗီဒီယိုကိုနေပြီးတော့ကျွန်တော်ဒီ channel မှာတင်ထားပေးမယ်ဒါပေမဲ့ဒီ channel မှာအခုကကျွန်တော်ဟိုကတော့တင်ထားပေးပြီเนาะဒူတာဒေးเนาะဒူတာဒေးဖိလစ်ပင်တမတာဟောင်းဖိလစ်ပင်ရဲ့တမတာဟောင်းဒူတာဒေးကနေပြီးတော့ ICC တရားရုံးကနေပြီးတော့ဖမ်းတယ်เนาะဖမ်းတဲ့ဗီဒီယို နော်တကယ်ဗီဒီယိုဒီလေစိတ်မှာဖမ်းတဲ့ဗီဒီယိုနော်အဲ့ဒါကိုနေပြီးတော့ကျွန်တော်ဒီ channel မှာတင်ထားပေးတယ်ဆိုတော့ခုနကဒီနော်ထိုးကြီးရတိုက်ပွဲအကြောင်းကိုလည်းအဲ့ဒီဒီ channel မှာကျွန်တော်တင်ပေးမယ်ဒီဗီဒီယိုနဲ့နိုင်ရွယ်လောက်กว่าမယ်နိုင်ရွယ်လောက်กว่าမယ်ဆိုတော့ဒီ ျွန်တော်ရဲ့ဒီ channel တွေကိုနေပြီးတော့ subscribe လုပ်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တင်တာနဲ့ message တွေကိုနေပြီးတော့ရောက်မှာဖြစ်တယ်ဆိုတော့အခုဒီနှထုတ်ကြီးမှာဆိုလို့ရှိရင်အားကဘယ်လောက်ရှိလဲဆိုလို့ရှိရင်ညနေပါနော်ညနေပါရှိတယ်အဲ့ဒါကိုနေပြီးတော့ဒီဖက်ဒေါ်လာရဲ့အဖွဲ့တွေနဲ့တော့တိုက်တဲ့ခါကျတော့အဲ့ဒီမှာတော်တော်ကိုအချိန်မှုခံလာရတယ်နော်အဲ့ဒီမှာဆိုလို့ရှိရင်တော့အဲ့ဒီပုံမှုကြီး နော်အောင်ကိုကိုဆိုတဲ့လူတယောက်ပါတယ်အဲ့နာမှာဘိုးဘိုးကြီးနော်ဘိုးကြီးအောင်ကိုကိုဆိုတဲ့လူတယောက်ပါတယ်ဆိုတော့ဆေးလျောက်ကိုအရှင်ဖမ်းမိတယ်နော်ဖမ်းမိတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့သေတာက25ယောက်သေတယ်နော်တနတ်အလက်ပေါင်းက40နဲ့လေးလိုက်ရတယ်နော်အခန်းထဲထဲမှာနော်အဖက်ခန်းထဲအထက်မှာဘိုးကြီးရဲ့ဘိုးမိုးရဲ့နှစ်ယောက်ပါတယ်နော်ဘိုးကြီး အောင်ကိုကိုဆိုတဲ့လူတယောက်ရဲ့ဘုံမူနောက်တစ်ယောက်ကဘုံမူဝဲလိုက်ဦးဆိုတဲ့လူတယောက်နှစ်ယောက်ပါတယ်နော်အဲ့ဒီဆေးလျောက်ထဲမှာဆိုတော့တော်တော်ကိုချိန်မှုခံရတယ်ဆိုတော့ဘုံမူတို့ဘူကြီးတွေတောင်မှနော်အဲ့ဒီမှာချိန်မှုခံရတဲ့ဖန်စီခံရတယ်ဆိုတာကတော်တော်ကိုမရှုမလကြတဲ့ ိုးတပွေးဖြစ်တယ်เนาะတကက်ပွေးကြီးပွေးကောင်းမယ်ဆိုတော့9မိနစ်လောက်ရှိတယ်9မိနစ်ရှိတယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်ကိုဒီ channel ခုနကကျွန်တော်ပြောတဲ့ channel မှာကျွန်တော်တို့သွားကြည့်လို့ရတယ်နောက်တစ်ခုကမလာမလာကရုရှားကိုသွားတယ်ဘယ်လိုလိုကိုသွားတယ်ပြန်လာတယ်တတင်းဆောင်ရှင်းလင်းပွဲလုပ်တယ်နောက်ကရွေးကောက်ပွဲအကြောင်းပြောတယ်စသဖြင့်စသဖြင့်เนาะဒီအကြောင်းရယ်တွေကထပ်နေတာပဲเนาะဆိုတော့အခုက နော်မလာကဟုတ်ဖက်မှာရုရှားနဲ့ပြန်လာတာနဲ့ပြန်လာတာနဲ့အဲ့ဒီမှာနေပြီးတော့မှနေပြီးတော့ဒီရုပ်ကိုဆိုလေတရားရောက်လာတယ်နော်တရုပ်ကိုဆိုလေလည်းအပူတပြင်းပဲနော်ဆိုတော့ခက်စစ်စိတ်ဒီမလာကဟုတ်ဖက်မှာတရုပ်မှာသွားတယ်ပြန်လာတယ်ရုရှားကိုသွားတယ်ဘယ်လိုလိုကိုသွားတယ်ပြန်လာတယ်ပြီးလို့ရှိရင်တော့အခုတရုပ်ကိုဆိုလေကနေပြီးတော့ ဒီနေ့ပြီးတော့มาลาပြီးတော့ဆွေးနွေးတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီลาမှုဟာဆိုလို့ရှိရင်ဘာအတွက်လာတယ်လဲဆိုလို့ရှိရင်နေဆက်နေဆက်ရေးရာအကြောင်းတွေဆွေးနွေးတယ်ပြီးလို့ရှိရင်တော့ဒီပြည်တွင်းရေးမှာဆိုလို့ရှိရင်ညီချမ်းရေးကိုရရှိဖို့အတွက်เนาะအဲ့ဒီမှာသူကူညီဖို့เนาะစသည်ဖြင့်ဒီအရာတွေကိုဆွေးနွေးတယ်နေဆက်အဓိကတော့နေဆက်တည်ငြိမ်ရေးเนาะတည်ငြိမ်ရေးအတွက်เนาะပြည်တွင်းစစ်တွေချုပ်ငြိမ်ရေးအတွက် နော်အဒီမှာကျွန်တော်တို့ပူပေါင်းမှုတော့ဆောင်ရွက်မယ်ဆိုတဲ့အစီအစဉ်တွေကိုသူတို့ဆွေးနွေးတယ်ဆိုပြီးမှမဟာလာကထုတ်ပြန်တာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ပြန်ကြည့်တဲ့အခါကျတော့ဒိုဝေစီမန်ဂိမ်းပေါ်နေပြီးတော့သူတို့ကလက်မှတ်ထိုးဖြစ်တဲ့ရုရှားနဲ့ဆိုတော့တရုတ်ကနိုင်ငံခြားကဘယ်နိုင်ငံမှမြန်မာနိုင်ငံကိုမောက်ပန်စီးတာသူလုံးဝမကြိုက်ဘူးနော်သူစီးကိုစီးရမယ်နော်သူပဲအပိုင်ဖြစ်ရမယ် သူပဲကြိုက်တယ်လို့ခြေလေရမယ်။နောက်တခြားနိုင်ငံကဝင်တဲ့ဟာကိုသူမကြိုက်ဘူး။ဆိုတော့ရုရှားမှာသွားတဲ့အခါကျတော့သူ agreement နဲ့အများကြီးသူလက်မှတ်ထိုးတာကျွန်တော်တို့တွေ့ရတယ်။ဆိုတော့တရုတ်ကြတော့နော်ဒီ G2G လို့ခေါ်တဲ့အစိုးရကိုအစိုးရချင်းဆက်ဆံတဲ့ပုံစံမျိုးမရှိဘူး။ရုရှားက G2G လို့ခေါ်တဲ့အစိုးရကိုအစိုးရကနေပြီးတော့အဲ့လိုမျိုးဆက်ဆံတဲ့ပုံစံမျိုးနဲ့ခေါ်တာဖြစ်တယ်။ဆိုတော့ ဒီရုရှားနဲ့ဒီမာလာနဲ့ဆက်ဆက်ဆက်နွယ်မှုကပိုပြီးတော့ရင်းနှီးမှုတွေကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကိုတာကောကြီးကနေပြီးတော့မကျင်တဲ့ပုံစံမျိုးလေးဖြစ်နေတယ်เนาะအဲ့ဒီမှာသူတို့ဆွေးနွေးတာဘလို့ဆွေးနွေးလဲဒါပေမဲ့အဓိကသူတို့ပြောထားတာကခေါင်းစည်းကတော့ကျွန်တော်တို့နေဆက်ဒီညီရဲ့အတွက်ဆွေးနွေးတဲ့ဆိုတဲ့ဟာကိုသူတို့ထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒါကတရုတ်ကိုယ်စားလှယ်တယောက်เนาะအဲ့ဒီမှာပြန်ပြီးတော့လာတယ်เนาะလာတယ်အဲ့ဒါကချုံချုံတချုံချုံကနေပြီးတော့ဒီမြန်မာနိုင်ငံကိုလာတယ်အဲ့ဒါကတရုတ်ကိုယ်စားလှယ်တယောက်ဖြစ်တယ်เนาะဆိုတော့ ဒီအချင်းအရာတွေကနေပြီးတော့ဒီရုရှားနဲ့ဒီတရုတ်နဲ့ဒီမအလားနဲ့ဆက်ဆက်မှုဆက်နွယ်မှုဟာဆိုလို့ရှိရင်တတင်းကြီးတွေ့ရတယ်ဆိုတော့ဒီဖက်ကဒီဒေါ်လာရအဖွဲ့ကသူ UNG လို့ခေါ်တဲ့သူ့သူဆိုရလို့ခံတဲ့အဖွဲ့ကတော့ဘေးနိုင်ငံမှเนาะထင်ထင်ရှားရှားအဲ့လိုမျိုးနော်ကျွန်တော်တို့လုပ်တာမတွေ့ရဘူးနော်ကျွန်တော်တို့အမေရိကကိုအားကိုးတယ်အားကိုးတယ်အောက်ကိုးတယ်နောက်ဆုံးကြတာဒေါ်နယ်ထရန့်လက်တက်လက်တက်ရောက်အကုန်လုံးအမားစားပြီနော်အကုန်ပိတ်တာနော်ပိတ်တာဆိုတော့ဒီဖက်မှာတော့ဆွေယုံမှုရှိပြီးတော့နော်ဟိုဖက်မှာမအလာကတော့၃လနှစ်နော်နိုင်ငံတကာကနေပြီးတော့သူ့ကို ဖယ်ထားတယ်ဒါပေမဲ့အခုနော်ထပ်တော့တက်လာတာကတကယ်နော်သူ့ကိုထောက်ခံတာကနိုင်ငံမြန်မြန်ဆဆမရှိဘူးနော်တရုတ်ရဲ့ရုရှားရဲ့ဆိုတော့အခုကဘယ်လိုလိုနိုင်ငံတနေနိုင်ငံတိုးလာတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါကမလာဖက်ကတော်တော်ကိုတိုးနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဒီဖက်က NUG ဖက်ကတော့ကျွန်တော်တို့အနှုတ်လက္ခဏာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါကဒီမလာရဲ့ဒီရုရှားထီးစင်ပြီးတဲ့နောက်ပိုင်းမှာတရုတ်ရဲ့ဒီကိုယ်စားလှယ်တယောက်လာတဲ့အကြောင်းဖြစ်တယ်ဆိုတော့ဒီနေ့မတ်လ17ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်ကဲ့ subscribe ကိုနှိပ် အလုပ်ကနေပေးချပေးကျွန်တော်ဗီဒီယို